လင်းတွေကိုစာတင်ခြင်းရောက်ဆောင်ပြီးငွေတွေလိုက်လိမ်နေတဲ့ဆရာမတယောက်မင်္ဂလာပါပရိသတ်ကြီးရှင်ယခုရက်ပိုင်းအတွင်းကလေးတွေကိုစာတင်ခြင်းအောင်ဆောင်ပြီးငွေတွေလိုက်လိမ်နေတဲ့ဆရာမတဦးရဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးကလေးမိခင်တဦးကအလိန်ခံလိုက်ရတာနဲ့ပတ်သက်ပြီးနောက်လူတွေမခံရအောင်ပြဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။ ကျမအနှိုင်းအတန်းအိမ်မခေါ်တင်တဲ့ဂိုက်တီချဲမိပွားနေတော့မှဒီချဲကတခြားအေဂျင့်တခုကနေဆီယမရှာပေးပြီးလေးလပိုင်းမှာစာစာတင်ခဲ့ပါတယ်။အဲ့လိုကနေ လာစာကြိုပေးရပါတယ်။လေးလပိုင်းတင်ပေးပြီး၅လပိုင်းလာစာကိုကြိုထုတ်ပေးရပါတယ်။အဲ့လိုကြိုထုတ်ပြီး၂ရက်ပဲလာတင်ပါတယ်။လာစာကြိုယူခြင်းလို့လာအတင်ပြရတာပါ။လာစာလဲကြိုထုတ်ပြီးရောသူစာမတင်နိုင်တော့ဘူးဆိုပြီးခေါ်ပေးတဲ့ဆီယမကိုစာပို့ပါတယ်။ ကိုလည်းဖုန်းဆက်လိုက်တော့မချီမငန်နဲ့ပြန်ပြောပါတယ်။လာစာလဲအခုပြန်မပေးနိုင်ပါဘူးဆိုပြီးတော့ပြောပါသေးတယ်။သူ့ရဲ့ပြောပုံဆိုပုံကဆီယာမားတယောက်ရဲ့ပုံစံမဟုတ်လို့မတင်ကားလို့ CCTV ပြန်ကြည့်တော့မှအယံအံ့ဩသွားခဲ့ရပါတယ်။ကလေးကိုစာမတင်မဲသူ့ပဲစာတွေထိုင်ရင်ကာလာတွေချဲသွားတာပါ။တင်ခဲ့တဲ့တလလုံးလုံးအဲ့ဒီလိုတွေပဲလှုပ်သွားတာပါ။တကယ်ကိုရည်ရွယ်ချက်ရှိရှိနဲ့လိန်နေတဲ့လူမှန်းသိလိုက်ရပါတယ်။ တလားလာပြီးတော့နှစ်လားစာလဲယူသွားတဲ့အပြင်လားစာကြိုးယူပြီးကလေးက Viber တွေဖြတ်အကောင့်တွေဘလော့သွားတဲ့ဆိုပြီးတော့ခေါ်ပြီးတဲ့ teacher ကပြောပါတယ်။တမင်တကာလိုက်ပြီးတော့လိန်စားနေတဲ့လူလိန်မို့တခြားမိဘတွေကိုလိုမဖြစ်ရအောင်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့တချို့ကကလေးကိုတရားမကြည့်လို့ဆိုပြီးတော့လူလိန်အားပေးကွန်မန့်တွေရေးကြပါသေးတယ်။မင်းစင်အိမ်မှာဆရာမတွေခေါ်ရင်တရားစီစစ်ပြီးမှခေါ်ပါတယ်။ အခုလိန်သွားတဲ့ဆီယာမကလည်းလက်ရှိသင်ပေးနေတဲ့ဆီယာမကမိဖွားမှာမူယာယီအစားထိုးခေါ်လိုက်တာပါသူ့ကိုခေါ်တာကလည်းအိမ်မလာသင်ပေးနေတဲ့ခစ်သစ်လေးရဲ့ဆီယာမကနေတဆင့်ခေါ်လိုက်တာပါ သူကလည်းသူ့လုံးနေချာအေးချင်းကနေခေါ်ပေးတာပါခလေးရဲ့အတွက်ဆီယာမရွေးတော့လေတခြားဆီယာမရဲ့နှစ်ယောက်ခေါ်အင်တာဗျူးပြီးအစမ်းတင်တရေကြည့်ပြီးတော့မှရွေးရတာပါလိမ်မဲ့သူကတော့တရက်ထဲနဲ့ကလေးချစ်အောင်အယုံသွင်းပါတယ်။နောက်ရက်တွေစာတင်တော့ CCTV ကကြည်ပါတယ်။ CCTV ကိုကြောပေးပြီးသင်ပါလေ။မိကအချိန်ပြည့်ပြတ်နေတော့သူလာတင်တဲ့အချိန်တိုင်းအမြဲတမ်းကြည့်မရပါဘူး။တင်ထားတဲ့စာကိုပြန်ကြည့်တော့လေခလေးလက်ရည်လိုနဲ့သူကိုယ်တိုင်ရေးသူကိုယ်တိုင်ကာလာချဲသွားတာပါ။ခလေးလက်ရည်နဲ့တူတော့ခလေးရေးတယ်ပဲထင်ခဲ့တာ။ကိုအပါဝင် တခြားသူတွေရောပါပဲ။အင်္ဂါခလေးထိန်တွေနဲ့စောင့်ကြည့်ခိုင်းတော့လေတကားပိတ်တင်တာမို့ဆီယမားတယောက်ရဲ့ privacy လဲရှိတာကြောင့်လေးစားသမှုနဲ့ထိုင်မကြည့်ခိုင်းရက်ခဲ့ပါဘူး။ ကိုလည်းဆယ်လမ်းဖြစ်ပြီးတော့ကဂိုက်တင်ပူပါတယ်။ကိုစာတင်နေတဲ့ချိန်မိဘထိုင်ကြည့်နေရင် စာတင်ရတာအဆင်မပြေလို့ကိုချင်းစာပြီးထိုင်မကြည့်ခဲ့တာပါ။သူကတပတ်မှာ3ရက်တင်တာပါ။တစ်လမှာ12ရက်ပဲတင်ရတာပါ။ဆီယာမဆိုတဲ့ခုံပုတ်ကြောင့်လူလိန်လို့တောင်မတင်ရခဲ့တာအမှန်ပါ။ဒါပထမဦးဆုံးဖြစ်ခြင်းပါပဲ။ကျမအိမ်မကကလေးများတော့ဂိုက်ဆီယာမကြီးပဲ9ရက်လောက်ခေါ်ရပါတယ်။ ခေတ္တအတွက်2ယောက်အနိုင်အတွက်2ယောက်ဒုမအတွက်1ယောက်ငင်းချေးလိမ်မဆီယာမက1ယောက် PNO ဆီယာမက1ယောက်အနိုင်နဲ့ခေတ္တငငယ်လေးကလေးကတင်တဲ့ဆီယာမ1ယောက်သူကမီးဖွားနေလို့ online နဲ့ပဲကလေးတွေတူတက်မှုကိုစစ်ဆေးပေးပါတယ်မီးဖွားနေလို့အခုလိန်သွားတဲ့ဆီယာမကို ခေါ်တာပါ6လပိုင်းထဲမှာပြန်တင်มาပါတကယ်ကလေးတွေပေါ်စေတနာထားတဲ့ဆီယာမပါမိသားစုလိုတောင်ဖြစ်နေပါပြီ။ ဆီယမားတွေစာလာတင်ရင်ကျမတို့ကအပူအေးမုံကအစအေကွန်းဖွင့်ပေးဖို့အထိအမြဲမှထားပါတယ်။အခုလိန်သွားတဲ့သူကလွဲရင် လက်ရှိအိမ်မှာတင်နေတဲ့ဆီယမားတွေကတကယ်အမှန်အကန်တွေပါ။အခုတော့တပည့်တွေအတွက်အချိန်အလာဟတာဖြစ်သွားလို့ဆီယမားကစိတ်မကောင်းဖြစ်နေတာပါ။လက်ဆံကပြန်ရှာလို့ရပါတယ်။ခလေးအတွက်အချိန်တွေအလကားကုန်သွားတာကနှမျောနေတာပါ။ပညာရေးကိုအရန်တက်စေခြင်းလို့ခလေးနှစ်ယောက်စလုံးကို Brainwash Today International School မှာထားထားတာပါ။ ဆမ်းမလဲဂျိုင်းထားပါတယ်။ကလေးတွေအကြောင်းကပြန်လာတိုင်းဒီနေ့အကြောင်းမှပြောရဲလားဘာတွေဖြစ်ခဲ့လဲဆိုတာကိုအကုန်ပြန်ပြောခိုင်းပါတယ်။နာမည်ကြီးအကြောင်းပဲဆိုပြီးတော့လွတ်မထားပါဘူး။အခုလိုအသေးစိတ်ကြယူဆိုင်နေတဲ့ဂျားကလိမ့်လဲခံလိုက်ရတာပါဟုဆိုကကိုရန်ကြုံတွေ့ခဲ့သူမိဘတအူကမျှဝေထားတာပဲဖြစ်ပါတယ်။

လာတယ်ဒီလာကလာလေးရေးနေတယ်လားပြန်လာတယ်ကျွန်တော်မြင်းကြီးကိုဒီလိုလားမလဲ Thank okay. you.